morning ဒီနေ့တော့ကျမကမနက်စာကိုဘိန်းမုံလှုပ်စားပြပါမယ်နော်။ထောက်ပတ်ဘိန်းမုံလှုပ်ဖို့အတွက်ဘာမှမခက်ပါဘူး။အိမ်မှာအသင့်ရှိပြီးသားပစ္စည်းတွေနဲ့အလွယ်တကူလုပ်လို့ရတာမလို့အခုပဲကျမနဲ့အတူတူလှုပ်ကြည့်ကြရအောင်နော်။ဒါဆိုရင်တော့ဘိန်းမုံလှုပ်ဖို့ပါဝင်တဲ့ပစ္စည်းတွေကတော့ဆံမုံပါနော်။ဆံမုံကိုကျမကဆန်ချင်ခွက်နဲ့နှစ်ခွက်ထည့်ပါမယ်။ ပြီးတော့ baking soda ကိုလက်ဖက်စာစွန်းနဲ့တစွန်းနဲ့မှနည်းနည်းလေးထည့်ပါမယ်နော်။ပြီးရင်ထညက်ရည်ပေါ့နော်ကြိုထားတဲ့ထညက်ရည်ကိုစင်ချင်းခွက်နဲ့တဝက်ထည့်ပါမယ်။အဲ့မှာဘာလို့ကျမကတရားထည့်လဲဆိုလို့ရှိရင်ထညက်ရည်အမှန်ဆိုလို့ရှိရင်အဲဒီစံချင်းခွက်နဲ့တဝက်တစ်ခွက်ထည့်ရမှာပေါ့နော်ကျမစီမှာတစ်ခွက်မရှိတာမို့လို့တော့ရှိထပ်မကြိုချင်တော့ဘူးပေါ့နော်ရှိရတဲ့တဝက်ပဲထည့်ပြီးမှတရားတစုံခွက်တမန်စာစုံနဲ့ပြန်လိုက်ထားတာပေါ့နော် ပြီးရင်တော့အချင်းဖောက်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ note ချင်ပါတော့ဒီ probiotics note ချင်လက်သမင်းစားစွန်းနဲ့နှစုံခွဲကိုကျွန်မထည့်ထားပါတယ်ပြီးရင်တော့နွားနို့ကိုစင်ချင်းခွဲနဲ့တဝက်ထည့်ထားတယ်ပေါ့နော်ဒီနွားနို့ထည့်တဲ့ဆင်ကလေမထည့်ရင်လည်းရတယ်ပေါ့နော်ကျွန်မတော့ပို့ပြီးစိတ်စိတ်နေစားချင်တယ်မို့လို့နွားနို့ထည့်ထားခြင်းဖြစ်ပါတယ်ပြီးရင်တော့တမအောင်ဝင်ပြီဆိုရင်တော့ကျမသူ့ကိုစကားလေးနဲ့စစ်ပြီးမ ပူလေးထဲမှာထည့်ပြီးနောက်ရက်စားဖို့အတွက်ဆင်သင့်ပြင်ထားတာပေါ့နော်ဒါမနေ့ပြန်မှမနေ့စားလို့စားမှဆိုတော့လေကဲဒီနေ့မနေ့မှာတော့ကျမကပိမမလုတ်ခင်လက်ဖက်ရည်ကိုအရင်ဆုံးနှက်ထားပါမယ်သူကနှက်ဖို့အချိန်နည်းနည်းပေးရတယ်ဆိုတော့လေပြီးရင်တော့ကျမကပိမုံနဲ့စားဖို့ chia seed ပေါ့နော်အဲ့ဒါလေးကိုနွမ်းနွမ်းနဲ့အရင်စိန်ထားပါမယ်မစိန်ဘူးဆိုလို့ရှိရင်သူကချက်ချင်းကြီးစားလို့မရဘူးပေါ့နော်အနည်းဆုံး မိနစ်20စိတ်နေရတာဆိုတော့လေသူကဖြစ်နိုင်တော့တ냐လုံးပေါက်စိတ်ထားတာပိုကောင်းတာပေါ့နော်ကျမနွန်းနုလေးနဲ့ထည့်ပြီးစိတ်မှမယ်ပြီးတော့သူ့ကိုကျမကနှုတ်ချင်တဲ့သူတွဲစားပါမယ်ခုနကနေကြာရင်နော်ဘာလို့ဒီလိုစားရတာလဲဆိုတော့ကျမစားရတဲ့ဘိမုံမှာအတီးရွက်တွေဘာတစ်ခုမှမပါဘူးအမြင်တတ်မပါလို့မို့အမြင်တတ်မပါဘူးဆိုဝင်းချုပ်စီတဲ့အတွက်ကြောင့်မလို့ကျမ GC ကိုစားသုံးရခြင်းဖြစ်ပါတယ်ပြီးတော့အတီးလည်းမပါလို့နော် ညတော့ကနှစ်ထားတယ်မုံနစ်ကဒီအနေထားဖြစ်ရပါမယ်ပြီးရင်တော့ဘိန်းစီပေါ့နော်ပြီးရင်ပပလီထားတဲ့အုံးဒီပြီးရင်တော့ကျမကကက်ရှောနတ်ကိုတုံးထားပါတယ်အကယ်၍ဒါမရှိဘူးဆို မြေပဲဆန်ကိုတုံးဝင်လဲရပါတယ်အတူတူပါပဲပြီးရင်တော့မုံနစ်ကိုကျမကရောင်မနဲ့နှစွန်းထည့်ပါမယ်နော်နစွန်းထည့်ရင်လည်းရတယ်ကျမပထမဆုံးနစွန်းထည့်တာနည်းနည်းနည်းတယ်လို့အောင်မေလို့နစွန်းခွဲထည့်လိုက်တယ်ပေါ့နော်ဘာလို့လဲဆိုဘိမုံက မုံတာ2မှစကောင်းတာဆိုတော့လေပြီးရင်သူတွေကိုခုနပပလီထားတဲ့အုံးဒီပြီးလို့ရှင်အဲဒီခက်ရှော့နတ်ပေါ့နော်ဒီဟိုစီခေါ်မလားမသိဘူးနော်မြန်မာလိုအဲ့ဒါရဲ့ပြီးရင်တော့ပေါ်နေဘိန်းစီလေးတွေဖြူပေးပြီးရင်အဖုံးအုပ်ပေးလို့ရပါပြီအဖုံးအုပ်ပေးပြီးရင်9မိနစ်3မိနစ်ကနေ9မိနစ်လောက်ထားပေးရင်ပေါ့နော်တစ်ဖက်ကိုလန်လို့ရပြီနော်အဲ့ဘိမုံချက်တဲ့ဟာလေအဓိကအသက်ကပေါ့နော်သူကအချင်းပေါအောင် ဖောက်ထားတာဆိုတော့ ဒီပေါ့ဘိမုံအစစ်ဆိုဒီလိုအပေါက်ပေါက်လေးတွေ့လာတယ်ဦးထဲမှာကျွန်မခုနကနေအနီးကပ်လည်းပြင်ပြပေးပါမယ်နော်အဲ့လိုအပေါက်ပေါက်လေးတွေဖြစ်မှဘိမုံကစစ်တာပေါ့နော်အဲ့လိုအပေါက်ပေါက်လေးတွေမဖြစ်ဘူးဆိုလို့ရှိရင်ဘိမုံမဖြစ်ပါဘူးထပ်ပတ်ကိုပြန်ပြီးထည့်ပါမယ်ဘာလို့လဲဆိုပထမထည့်ထားတာနည်းလို့ဒီမှာနော်ကျွန်မပြောတဲ့အပေါက်ပေါက်လေးတွေဆိုတာအဲ့လိုမျိုးမပေါက်ပေါက်လေးမဖြစ်ဘူးဆိုထပ်ပတ်ဘိမုံမဖြစ်ပါဘူးနော် ပြီးရင်နော်ကျွန်မခုနက နှပ်ထားတဲ့ chia seed ပေါ့နော်စားဖို့အဆင်သင့်ဖြစ်ပြီဆိုတော့ကျွန်မနှုတ်ချင်တဲ့ကိုထည့်ပါမယ်။ပြီးရင်တော့ jelly ကိုလည်းလေးပြီးမှထည့်ပါမယ်။ဒါဆိုရင်တော့ကျွန်မရဲ့နှုတ်ချင်တဲ့ chia seed ကစားဖို့အဆင်သင့်ဖြစ်ပါပြီ။ဒီမှာပေါ့နော်ကျွန်မတခုပြောချင်တာကဘိန်းမုံကိုအခုခစ်တက်ပေါ့နော်နည်းနည်း update လုပ်လာကြတာသူက yeast နဲ့လုံလာကြရပါတော့အဲ့ဒါကျွန်မလုတ်ကြည့်ပြီးပါပြီအရင်ကြီးစားလို့မကောင်းပါဘူးအရာကွာပါတယ်ဒီနည်းအတိုင်းလုံမှသာ စိတ်ပြီးမှစားလို့ကောင်းတာပါ